င်္ဂလာပါရှင်တနင်္လာရီသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေဖြူမြို့နယ်ဖားချောင်းကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့ဝန်ရှာတဲ့သတင်းကျွန်းစုရေပြင်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ပစ်ခတ်မှုဖြစ်တဲ့အခြေအနေစစ်ကောင်စီတပ်ကပစ်ခတ်လို့ဒဏ်ရာရသွားတဲ့မြိတ်ဒေသခံတအူးသိမ်းဆုံးသွားတဲ့အကြောင်း ဘန်ကောက်ဖလန်ဆောင်အဝေးပြေးလမ်းပြိုကျောင်းမှုမှာမြန်မာတအုပ်ထပ်ပြီးသိမ်းဆုပ်တဲ့တည်။ KNL ကိတ်မှာမိသားစုဝင်၃ဦးပြစ်ခတ်ခံရမှုမှာတက်စုမှုနဲ့9ဦးကိုအရေးယူမယ်လို့ပြောတဲ့အကြောင်းစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။ရီဖြူမျိုးနဲ့ကံပေါက်တိုက်နယ်ဖားချောင်းကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကအင်အားရကနန်းနဲ့ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ စစ်ကောင်စီတပ်သားအင်အားရာချီကမလ12ရက်နေ့ကနေ16ရက်နေ့အထိ9ရက်ကြာဝင်ရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေဟာမလ12ရက်နေ့မှာဆောက်လာပြီး2ရက်ကြာတက်ဆွဲကဒေသခံတွေကိုအိမ်ထောင်စရင်နဲ့တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့တာရင်အင်းရွာသားတွေကပြောပါတယ်။ဒီလိုစစ်ဆေးပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေကဖားချောင်းရွာဘက်ကိုထွက်သွားပြီးစစ်ဆေးမင်းမြန်းနာတွေဆက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဝင်ရောက်စစ်ဆေးခဲ့တဲ့9ရက်တာအတွင်းတိတန့်ခေါ်ယူစစ်ဆေးခံရသူတချို့ရှိပြီးမလ16ရက်နေ့စစ်ကောင်စီတပ်သားတွေပြန်ထွက်သွားချိန်မှာဖမ်းဆီးခေါ်ဆောင်ခံရသူမရှိဘူးလို့ရော်သားတွေစီကသိရပါဗျ။ဒါပေမဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့ကကလိန်အောင်ကံပေါက်လမ်းပိုင်းမှာစစ်ဆေးဖမ်းဆီးခံရတဲ့အသက်18နှစ်အရွယ်တောင်ရင်အင်းရွာသားလူငယ်အမျိုးသားတအူးကတော့မလ16ရက်နေ့အထိပြန်မလွတ်လာသေးပါဘူး။ စစ်ကောင်စီတပ်သားတွေကဖားချောင်းကျေးရွာအုပ်စုထဲဝင်စစ်ပြီးတဲ့နောက်ကံပေါက်ကျေးရွာအုပ်စုနဲ့ဖားချောင်းကျေးရွာအုပ်စုကိုဆက်သွယ်ထားတဲ့ကျေးရွာချင်းဆက်လမ်းကိုပြန်ပြုပြင်ပေးမယ်လို့ဆိုခဲ့ပါတယ်။ကျုံးစုမြို့နယ်ဝန်ထောင်ကျေးရွာနာကပင်လယ်ပြင်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေနှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ မန်လ73ရက်နေ့ည9:00နာရီလောက်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေပါဝင်တဲ့အင်အား60လောက်နဲ့ပြစ်ခတ်မှုဖြစ်ခဲ့တာလို့ကျွန်းစုမြို့နယ်ပကဖကမန်လ15ရက်နေ့ကထုတ်ပြန်ထားတာပါစစ်တင်ပေါ်နှစ်ဆင်းအပါအဝင်ဆက်လီတွေနဲ့လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြစ်ခတ်မှုဖြစ်စဉ်အတွင်းစစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။တော်လိုင်းရေးတပ်ဖက်ကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ကျွန်းစုမြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေလာမကိုစစ်ကောင်စီတပ်ကကြိုတင်တည်င်းရတဲ့အတွက်အလင်းငိုက်တိုက်ခိုက်ဖို့လာရောက်ဆောက်ဆိုင်နေချိန်တိုက်ပွဲဖြစ်ပွားတာလို့ဒေသခံတဦးကဆိုပါတယ်။လက်ရှိမှာဝန်တောင်ရွာနာစစ်သိမ်းဘောတစင်းမဲချန်နေခဲ့ပြီးကျန်တဲ့စစ်သိမ်းဘောနဲ့လင်ငယ်တွေပြန်ဆုတ်သွားပြီလို့ဒေသခံတချို့စီကသိရပါဗျ။ ကျွန်းစုမြို့နယ်ရဲ့နေမြေအများစုဟာပင်လယ်ထဲကကျွန်းတွေဖြစ်ကြပြီးလက်ရှိတိုက်ပွဲဖြစ်တဲ့ဒေသဟာတနင်္သာရီမြို့ရဲ့အနောက်ဘက်တတဲမှာရှိပါတယ်။တနင်္သာရီမြို့နယ်ရေဖြူရွာမှာစစ်ကောင်စီတပ်ကတနက်နေ့ပြစ်လို့ဒဏ်ရာရသွားတဲ့အသက်44နှစ်အရွယ်မြိတ်ဒေသခံအမျိုးသားတအူ၄ရက်ကြာမှတိတ်ဆုံသွားပါတယ်။ စိတ်အယားအဝယ်လုပ်တဲ့အဲ့ဒီအမျိုးသားနဲ့တားဖြစ်သူတို့ဟာမလ17ရက်နေ့မနေ့ကစိတ်တွေသွားယူဖို့တနင်္သာရီဘက်ကိုဆိုင်ကန်နဲ့အသွားမှာအပြစ်ခတ်ခံရတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကခိချစစ်ဆေးတတ်တဲ့တနင်္သာရီမြို့နယ်ရေဖြူရွာကဗျူဟာကုန်းနားမှာကင်းပွန်းဝတ်နေတဲ့စစ်ကောင်စီတပ်သားတွေက ပြစ်ခဲ့တာလို့အနီးအနားမှာရှိတဲ့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်မြင်းမျိုးခရူတော်ရက်ကွက်မှာနေထိုင်တဲ့အသက်44နှစ်အရွယ်ဦးရမန်ဆန်ခန်းရဲ့လက်ပြင်နဲ့ဝမ်ပိုက်မှာကြီးစံထိမှန်တရားရသွားတဲ့အတွက်ကျေးရွာဒေသခံတွေကစေကုသပေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မလ12ရက်နေ့မှာတနင်္သာရီမျိုးကပြည်သူစေယုံကိုပို့ဆောင်ခဲ့ပြီးအဲဒီနေ့ညမှာပဲမြင်းမျိုးပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့ပြီးတဲ့နောက်မလ14ရက်နေ့ည8နာရီဝန်းကျင်မှာတည်ဆုံသွားတာပါ။ အလောင်းကိုမတ်လ15ရက်နေ့မှာအစ္စလန်ဒလစ်ထုံးတန်းအတိုင်းတကြိုခဲ့တယ်လို့မိသားစုနဲ့နှိဆက်သူတွေစီကသိရပါဗျ။ရေဖြူရွာကတနင်္လာရီပုတ်ပြင်းပြီးတော့ဆုလမ်းပေါ်မှာတည်ရှိပြီးကန်ယူတန်တိုင်းစစ်ဌာနချုပ်ရဲ့အမှတ်30ပြူဟာလည်းအခြေချထားပါဗျ။ ိုင်းနိုင်ငံဘန်ကောက်မြို့မှာမလ15ရက်နေ့မနက်ကဖလန်ဆောင်အဝေးပြေးလမ်းမကြီးဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်ပြိုကျမှုဖြစ်စဉ်မှာဒဏ်ရာရသူတွေထက်ကမြန်မာတအူထပ်ပြီးသိမ်းဆုံးသွားပါတယ်။ဆောက်လက်ဆက်လမ်းပြိုကျမှုကြောင့်ဒဏ်ရာအပြင်းထန်ရပြီးထပ်ဆင်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေတဲ့မြန်မာနိုင်ငံသားတအူမလ16ရက်နေ့ကထပ်သိမ်းဆုံးခဲ့တာဖြစ်ပြီးသိမ်းဆုံးသူ6ဦးအထိရှိလာပါတယ်။ အဲ့ဒီထဲမှာထိုင်းနိုင်ငံသား၃ဦးနဲ့မြန်မာနိုင်ငံသား၃ဦးပါဝင်ပြီးတည်ဆုံတဲ့မြန်မာနိုင်ငံသားတွေကကိုစင်ကိုအောင်ကိုနိုင်လင်းအောင်နဲ့ကိုသိန်းဝေတို့ဖြစ်ကြပါတယ်။ဆောက်လုပ်ရေးကုမ္ပဏီဘက်ကတည်ဆုံသူမိသားစုဝင်တွေကိုရောကြေးအဖြစ်အနည်းဆုံးဘတ်တန်းစီပေးမယ်လို့ထိုင်းအာဏာပိုင်တွေစီကတိပြုထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ဆောက်လက်ဆောက်အဝေးပြေးလမ်းမကြီးဟာမလ15ရက်နေ့မနက်2နာရီလောက်မှာလုပ်ငန်းခွင်ထဲအလုပ်သမား30ကျော်ကွန်ကရစ်လောင်းနေချိန်ပြူကျခဲ့တာပါအဲ့ဒီပြိုကျမှုဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရလို့ဆေးရုံတင်ကုသနေရသူ26ဦးအထိရှိသေးတယ်လို့ဆိုပါတယ်။လက်ရှိမှာပြိုကျနေတဲ့အပြက်အစီးတွေကိုဖယ်ရှားနေဆဲဖြစ်ပြီးပြိုကျမှုဖြစ်တဲ့လမ်းမိုင်းကိုပိတ်ထားတယ်လို့သတင်းမှဖော်ပြထားပါတယ်။ ောင်းမျိုးပေါ်ကိုအေးပေါ်ဆေးရုံသွားပြတဲ့မိသားစုဝင်၃ဦးပြစ်ခတ်ခံရပြီးရက်သားကလေးနဲ့ဖခင်သိမ်းဆုံးမှုမှာတာဝန်ရှိတဲ့တက်ဆွမှုမုတ်ဆိတ်အပါအဝင်တပ်ဖွဲ့ဝင်၈ဦးကိုအေးယူမယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL တရင်စနစ်တရင်မှုကပြောပါတယ်။ တရချောင်းမြို့နယ်ပရောက်ကြီးရွာကနေပလောက်မြို့ပေါ်စေယုံကိုအရေးပေါ်ပြသဖို့ဖေဖော်ဝါရီ23ရက်နေ့ည9နာရီကျော်မှာဆိုင်ကန်နဲ့လာတဲ့ရဲသားကလေးနဲ့မိဘနှစ်ဦးကိုစင်ထိုးကြီးရွာမှာရှိတဲ့ KNL စစ်စေးရေးဂိတ်မှာတာဝန်ကျနေတဲ့တပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာပါ။အဲ့ဒီပြစ်ခတ်မှုမှာအသက်38နှစ်အရွယ်ဖခင်ဖြစ်သူမောင်ကန်ကနေရာမှာတင်ဆုံသွားပြီးရဲသားအရွယ်ကလေးငယ်လည်းတင်ဆုံခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ KNU တပ်မဟာလေး KNL တရင်စစ်နှစ်တက်ခွဲသုံးကတက်စုမှုမုတ်ဆိတ်အပါအဝင်တက်ဖွဲ့ဝင်၈ဦးကို KNL တရင်စစ်နှစ်ကိုပြန်ခေါ်ထားတယ်လို့ KNL တရင်စစ်နှစ်တရင်မှုဒုဖို့မှုကြီးစောတတကမလ9ရက်နေ့ကပြောဆိုထားတာပါဒီလိုတရားမဲ့ပြစ်ခတ်မှုကစစ်ကောင်စီတပ်စစ်စေးရေးဂိတ်တွေမှာပြစ်ခတ်ခံရတာနဲ့ဆင်တူတဲ့လုပ်ရမျိုးဖြစ်ပြီးပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုထိထိရောက်ရောက်အေးအေးယူစေခြင်းနဲ့လို့တော်လှန်ရေးမှာပါဝင်နေသူတွေကဆိုပါတယ် နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Tower Watch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။